ဝေလေးပြန်ပန်းသောသူတို့ဘာထန်တို့လာကြလောလို့ဖျားရှင်ပြီးတော်မူခဲ့ပါတယ်ဆိုတော့ဝေလေးတဲ့အပိုင်းမှာကျွန်တော်တို့သုံးပိုင်းခွဲကြည့်ရအောင်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာကိုယ်စိတ်ဝိညာဉ်နဲ့ဖွဲ့စည်းထားတာဖြစ်တယ်။ဒါကြောင့်ကိုယ်ခန္ဓာမှာဆိုလို့ရှိရင်ခန္ဓာဝင်ပြင်ပန်းတာကျွန်တော်တို့မြင်နိုင်ရတယ်။ဟိုမြင်နိုင်တာသိနိုင်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အတွက်အခွဲခြားတာလွယ်ပါတယ်။ ဟလာခန္ဓာကိုယ်ပင်ပန်းနေကျွန်တော်တို့အလုပ်လုပ်ရတာပင်ပန်းနေဟလာအဲ့ဒီထဲမှာအလုပ်ပင်ပန်းခြင်းတွေအမျိုးမျိုးရှိတယ်ဟလာနောက်ဆုံးကိုယ့်ရဲ့ဇမခြင်းနဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါခန္ဓာဝင်ဖြစ်တယ်ကျွန်တော်တို့စိတ်မှာကျတော့ဟာပုံပြီးများပြပါတယ်ကျွန်တော်တို့ထဲမှာဆိုတော့စိတ်ဆိုးတယ်စိတ်ညစ်တယ်စိတ်ပင်ပန်းတယ်စိတ်တော့ကရောက်တယ်ဟလာစိတ်တက်ကြတယ်ဒါစသည်ဖြင့်အမျိုးမျိုးရှိကြတာတော့အားလုံးအတိပိတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ခင်းနဲ့စနစ် မဲ့ကျွန်တော်တို့ကာလရဲ့အခြေအနေအဲ့ဒါတွေဟာလည်းဒီစိတ်ရဲ့အပင်ပန်းမှုအထက်မှာပါပါတယ်အဲ့ဒီဟာတွေလည်းရှိပါတယ်နောက်ပြီးတော့ဒီမကောင်းတာတွေ့တတ်တာဟုတ်လားအစာဒီပြည့်ဒီအခြေအနေကလည်းကျွန်တော်တို့မှာရှိပါတယ်ဒီဟာလည်းကျွန်တော်တို့စိတ်ရဲ့ပါဒဏ်လေးပဲဖြစ်တယ်။ဒါဝိညာဉ်အနေနဲ့ကတော့ကျွန်တော်ပြောကြရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဝိညာဉ်အဲကျွန်တော်တို့ရဲ့ဝိညာဉ်ဟာဒီကဖြူစင်ရပါမယ်။ ဖြူစင်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့အဓိကအားဖြင့်ဖြူစင်မှသာဖြူစင်တဲ့ဘုရားသခင်ရဲ့နှုတ်ကပတော်တရားယူကျွန်တော်တို့ခံယူနိုင်မှာဖြစ်ပါတယ်အဲ့ဒီအထက်မှာဆိုလို့ရှိရင်ကျွန်တော်တို့အခုလက်ရှိတွေ့နေရတဲ့ဟလာမကောင်းသောဟလာအယူဝါဒများကိုဟိုဟိုဆွဲလန်းခြင်းဟလာဒီနောက်ပြီးတော့မာရင်းသောတင်ကြမှုများကိုဟလာလိုက်လံလှုပ်ဆောင်ခြင်း မိမိကိုမိမိလားဖျားသခင်ရဲ့နှုတ်ကပတရားတော်ကိုသိအောင်ဖျားသခင်ရှုခရစ်တော်ဖျားကိုသိအောင်မကြိုးစားပဲနဲ့ကျွန်တော်လမ်းမလိုက်နေခြင်းစသည်ဖြင့်ပါပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့လေးနေတဲ့ဝင်နေဟာမမြင်ရပါဘူး။ဒါပေမဲ့ကျွန်တော်တို့ရဲ့ခရိယံဘဝအတ္တတော်ကိုအင်မတန်မှဖျားသခင်နဲ့ဝေးစီတဲ့အရာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကိုနာမည်နဲ့ကိုနာမည်နဲ့တည်တဲ့သခင်ရှုခရစ်တော်ဖျားကျွန်တော်တို့ရဲ့ပင်ပန်းနေတဲ့အရာတွေကိုလည်းတည်တာဖြစ်ပါတယ်။ ဝင်လေးခြင်းနဲ့ပင်ပန်းခြင်းအားဆိုလို့ရှိရင် direct အချို့တူပါတယ်ဒါကြောင့်ဒီနေ့သခင်ယေရှုခရစ်တော်စီကိုကျွန်တော်တို့ရဲ့ဝင်တုံးများကိုကျွန်တော်တို့အစအဆုံးအနိုင်ကြစို့သခင်ယေရှုခရစ်တော်ရဲ့တက်တာခြင်းကိုရယူကြစို့ဒီကောင်တော်များမောင်နှမများအားလုံးဖျားသခင်ကောင်းချီးပေးပါစေအာမင်